မနက်လေတိုင်းမှုကုန်မြုံနယ်မှာနိုဝင်ဘာ30ရက်ကနေဒီဇင်ဘာ4ရက်ထိ9ရက်ဆက်တိုက်စုစုနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလိုဒီဇင်ဘာ3ရက်ညပိုင်းမှာလည်းမိုးကုန်မြုံအနောက်ပိုင်းကိုလေးကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါတယ်။မိုးကုန်မြုံအနောက်ပိုင်းကြောက်စင်ဘော်မားဘက်မှာဒီဇင်ဘာ3ရက်ညပိုင်းမှာလေးကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ကြောက်ပုံကျန်နဖဘက်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ပင့်ကူတောင်ပေါ်ကနေလည်းလက်နက်ကြီးနဲ့ပြစ်ခတ်နေသလိုနှစ်ဖက်ထိကြိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ဆိုပါရယ်။မိုးကုံမြို့တွေကစောစုတက်တဲ့အထိုင်ချတဆွဲထားတဲ့နေရာတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကမနေ့ကညပိုင်းမှာဟောင်ဝင်စာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစေယုံကြောင်ကြီးဝင်းနဲ့ကြောင်ကြီးအရှိကိုတလုံးစီကြောက်ပောက်ွက်ခဲ့ပြီးထိကြိုက်ဒဏ်ရာရတဲ့အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။လက်နက်ကြီးပြစ်ခတ်ခံရပြီးနောက်စိုးစုတက်ကလက်တုပ်ပြန်တဲ့အနေနဲ့ဒေသခံတွေနေထိုင်တဲ့မြို့အနောက်ပိုင်းကို ဘုံးကျက်တက်ပြက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်လက်တလုံးမော်တော့မိုးကုံမြို့ကိုစိုးစုပြန်လဲထိန်းချုပ်ဖို့ပြင်ဆင်နေရကြောင်းမြို့ကန်လူလူတွေဟာစိုးစုကွင်းစင်တဲ့နေမြေတွေနဲ့တခြားဒေသတွေကိုအလုံးကြီးနဲ့ထွက်ခွာရွှေ့ပြောင်းကုန်တာကြောင့်မြို့မှာလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဆိုပါရယ်လက်ရှိစိုးစုဘုံးကျက်တိုက်ခိုက်ခဲ့တဲ့မိုးကုံမြို့အနောက်ပိုင်းကြောက်စင်ဘော်မားဘက်မှာထွက်မပြေးနိုင်တဲ့ဒေသခံတချို့ရှိနေပြီးတော့လေကြောင်းရံကိုစိုးရိမ်နေရတယ်လို့ဆိုပါရယ် စိုးစုတွေကမိုးကုတ်မြို့ကိုနိုဝင်ဘာ30ရက်ကဝင်ရောက်ပြီးတဲ့နောက်ပိုင်းမြို့ပေါ်ကစေယုံ၊ကြောင်းကြီး၊ဘိုပိန်းချံတို့မှတက်ဆွဲထားပြီးတော့တင်ကားနှစ်စီးကိုလည်းကြောင်းကြီးအတွင်တက်ဆွဲထားပြီး အောင်နှန်းဘောလုံးကွင်းထဲမှာလည်းဟောင်ဝင်စာလက်နက်ကြီးတက်ဆင်ထားတယ်လို့ဒေသခံသတင်းမြစ်တွေကဆိုပါတယ်။တရုတ်နိုင်ငံရဲ့အကြက်ကင်ဖိအားပေးမှုကြောင့်ကုမင်းဆွေးနွေးပွဲပြီးအောက်တိုဘာ29ရက်မှာတမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNA က အပြည့်ရသဘောတူညီချက်နဲ့မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကိုလက်လွတ်ခဲ့တာဖြစ်ပါတယ်။